လက်ထိဝင်ကြီးအာရမပြည့်တင်ပြီးတဲ့အခါမှာသူရဲ့အဖေနဲ့ယင်းနေတဲ့ဖိမားဟောထွက်စားတော့ရလေတူပဲဖြစ်ပါတယ်အဖေလောက်တဲ့သူကလည်းညကရင်ဆေးရတယ်ပေါ့နော်အဲ့ဒီအင်ကြီးချင်း၃ရောက်လို့တော့မတုံးချင်တော့ဘူးပေါ့နော်သူလောက်ခဲ့လောက်ရောက်ကလူမဆန်တဲ့အတွက်၃កောင်ကိုတုံးလို့ကျွန်တော်ရဲ့ channel ကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့တူတူကြည့်မဲ့ video file လေးရတဲ့ ကျွန်တော်ရဲ့ channel မှာလည်းရင်းတော့တင်ထားပေးပြီးပြီးအခုကတော့ဒီအမရဲ့ကျွန်တော်ရင်းတနည်းတော့ကတင်ဆက်ပေးခဲ့တဲ့အမရဲ့မှုခင်းဖြစ်ပွားခဲ့တဲ့အကြောင်းကိုသူကိုယ်တိုင်ပဲဒီ video file link နဲ့သူကိုယ်တိုင်ပြောပြထားတဲ့ video file link ရလည်းစိတ်ဝင်စားစရာကောင်းတဲ့အတွက်ကျွန်တော်လည်းအတူတူတစ်ခါတော့ပြန်ပြီးတော့ကြည့်အောင်ပါခင်ဗျာကိုယ်တိုင်ကြောင်းသူလေးတိုးကိုအိမ်ထဲထွက်ဝင်ပြီးအာရမပြည့်တင်ပြီးတဲ့အခါမှာလေဘင်းကို ပြတ်ထွက်လို့နေပါဖြစ်တဲ့အစီကိုခုတ်တက်ခဲ့ကြဖြစ်သွားခဲ့တာကတော့ ။ပဲခူးတိုင်းဒေသကြီးတောင်ဟုတ်ခံနေရရွာတရွာမှာဖြစ်ပေါ်ခဲ့တာ။ကျူးလွန်ခဲ့တဲ့သူတွေကလည်းသူ့ရဲ့အဖေနဲ့ယင်းနေတဲ့ဖိမားဝထွက်စားတော့လေတို့ပဲဖြစ်ပါတယ်။ဖြစ်စရာဘယ်လိုဖြစ်လဲဆိုတော့သူရဲ့မိကမနက်9နာရီဆိုတာနဲ့လောက်သွားရတယ်ညာ7နာရီလောက်မှပြန်လာတယ်ဖတ်ကောက်တာလို့သိရမယ်။အဖေလောက်တဲ့သူကလည်းညကရင်ဆေးရတယ်ပေါ့နော်။အဲ့ဒီအဖေနဲ့အမေ၁၉မှတ်ကိုကြားလဲမှာအဲ့ဒီအင်ကြီးချင်း 3ရောက်လို့တော့မတုံးချင်တော့ဘောနော်သူလောက်ခဲ့လောက်ရက်ကလူမဆန်တဲ့အတွက်3កောင်ကိုတုံးဖို့အဲ့3កောင်ကအဲ့ဒီကလေးမလေးကိုတယောက်တည်းဝိုင်းမီအာမခစ်ချင်တဲ့အကင်လို့လေဝင်းကိုဟာလေးအီမရှိရဲ့ဓမ္မနဲ့ခုံတာ3လက်မလောက်ပဲဆိုင်နေလို့ပြောတယ်ရထွက်လို့နေပါပြန်နေပြီးတော့ဆောင်းအိုးကျွန်တော်လည်းဗီဒီယိုတိုင်းမှာခဏခဏပြောဖြစ်ပါတယ် တမီမင်းကလေးဖြစ်ဖြစ်မွေးထားရင်မိဘတိုင်းလည်းကို့အိမ်မှာလူစိမ်းတွေဝင်ထွက်သွားလာတာတွေတတိထားမယ်ဘလောက်ပဲခင်နေဘလောက်ပဲရင်းနှီးပါစေတို့ဘယ်ရာမှစိတ်ချလို့မရဘူးအဲ့ဒီအတွက်ကြောင့်မို့ကို့ရဲ့သားသမီးတွေအားလုံးကိုကိုကိုယ်တိုင်ကဆောင်းရှောက်ရမယ်တွေးပူရမယ်တွေးထည့်တွေးပြီးစဉ်းစားရမယ်တခုခုဖြစ်သွားရင်တော့မလွယ်ဘူးဗျာခုဖြစ်ပြည့်ဆိုရင်ဒါသူ့ဖေရဲ့တငယ်ချင်းအိမ်မှာဝင်ထွက်သွားလာစားတောင်းနေတဲ့သူ့ဖေရဲ့တငယ်ချင်းနေရာပဲသူ့သမီးလေးကိုလှုပ်သွားခဲ့တယ် ။ဒါဟာအဖေဖြစ်သူရဲ့ပေါ်ဆောင်မှုလည်းပါတယ်။အမေဖြစ်သူကတော့အလုပ်သွားနေတဲ့အတွက်ကြောင့်မို့အဖေဖြစ်သူရှိရဲဆိုပြီးထားခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းခြားကြောင်းရာတစ်ခုခုလည်းဖြစ်နိုင်ပါတယ်။ဟုတ် Okay ။အမေကပြန်ချင်းနိုင်ပြန်လာတဲ့အခါမှာသူ့တမီးကိုဟုံးရောဟုံးလုံးရလို့ဆိုလို့ဆောက်ဖယ်ချင်းလိုက်တော့မှအဲ့11ကအဲ့လိုဖြစ်နေအောင်တည်ခဲ့ရဟာကွာ။မိတယောက်နေနေကပေါ်ဘလောက်ကောင်ကိုဂျုံနီယာဖြစ်ရလေ။ဒီကတော့ စားဖို့တော့ပြောနိုင်နိုင်ရုံးကန်နေရရဲ့ဘွားမှာကိုယ့်ရဲ့တာမင်းကြီးကိုလွတ်ထားခဲ့ကြရတယ်လေအဲ့ဒါနဲ့လဲဆိုင်နေပြီးတော့နောက်တစ်ခုကကြတော့အဖေလေးပေါ့နော်အဓိကအဖေအဖေလေးတမီးမွေးထားရဆိုရင်ဒါမှမဟုတ်ကို့မှာညီမလေးတွေအားရအငယ်ကြီးရှိတယ်ဆိုတော့အိမ်ကြီးကတငယ်ချင်းပေါင်းတဲ့အိမ်ခေါ်ရင်အရန်ကြီးဆိုင်ဖို့လိုအပ်ပါတယ်တခါမှအိမ်မလာဘူးလေလူတွေထပ်စားလို့ရှိရင် အိမ်ကိုဝင်ထွက်သွားလာနေတဲ့ဒူဒီခပဲဒီမုံလုံးရက်တွေကိုအလွယ်တကူချုပ်တော့ရတာဖြစ်ပါအဲ့တော့နောက်ပဲယဉ်ကျေးဆက်ချရမှာဆိုဒီဒေဆိုရဲရောက်တာပါရီပဲဖြစ်ဖြစ်အိမ်ကိုလည်းဘက်မခေါ်ချဟုတ်ဘူးအပါရဲ့မမေကိုရင်သွေးရင်လို့ပို့ဆောင်းချောက်တဲ့နေမှာဘသူမှအာနာဇီယံလို့ပါရှင်ဗီဒီယိုဖိုင်လေးကတော့တလောက်ပဲခင်ဗျကျွန်တော်ဒီသတင်းလေးကို ဒီဖြစ်ခဲ့တဲ့ပြပြလေးကိုကျွန်တော်ရဲ့ channel မှာလည်းတင်ပေးထားပါရယ်အဲ့ဒီကောင်မလေးကိုဒီအာရမပြုကျင့်ပြီးတော့တတ်သွားတဲ့တရားခံမြောက်ကိုလည်းသက်ဆိုင်ရာဖန်ဆီးမိပေးရပါတယ်ပြီးကြသူတို့ကိုကျုံးမိတ်သေးတမ်းပေးခဲ့တယ်လို့လည်းကျွန်တော်သိရပါတယ်အဲ့ဟာလည်းကျွန်တော်အကောင့်ထဲမှာတင်ထားတာရှိပါတယ်မိတ်ဆွေတို့ပြန်ပြီးတော့ရှာကြည့်လိုက်မယ်ဆိုရင်တွေ့ရပါတယ်သားသမီးရှိရဲ့မိဘအတိုင်းလဲဒီလိုပြည့်စုံမျိုးတွေကနေကင်းဝေးကြပါစေလို့မာချရင်းနဲ့ကိုယ့်ရဲ့သားသမီးတွေကိုလည်းပို့ပြီးတော့စောင့်ရှောက်နိုင်ပါစေလို့မာချလိုက်ပါတယ် ျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။